กองทัพเอกราชขชินหรือ KAA เป็นใคร เหตุใดถึงกล้าเปิดศึกโจมตีค่ายทหารเมียนมา ในเมืองพากันใกล้มิจินาเมืองเอกของรัฐขชินจนกองทัพดีกนี้มาเปรียบเปรียบเลยเจ้าอย่างก็รอเมียนมาในอนาคตมุ่งปีก็ชิ้นชิงกันมุ่งปงจันตินะยิ่งสั่งนียร์ขั้วเกวีสุรีกองสินะสมมติเสียงจิตตาชาเลเจ้าอย่างผิาไป Institute of South Asia ASEAN Study ရဲ့စာမျက်နှာမှာဖတ်ရတာဖြစ်ပါတယ်ခင်ဗျာတစ်သူများနှစ်ခွန်စစ်စင်အပီ2024ခုနှစ်မှာစစ်ကောင်စီဟာလူမျိုးစုတော်လှန်တပ်ဖွဲ့နဲ့မဟာမိတ်လက်နက်ကင်တပ်ဖွဲ့တွေစီနေမြေအများပြားဆုံးရှုံးခဲ့ရာကြောင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့လုံခြုံရေးစာမျက်နှာမှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပါတယ်2024ခုနှစ်မှာစစ်ကောင်စီရဲ့နေမြေအများပြားဆုံးရှုံးမှုကြောင့်ဖြစ်ပေါ်လာတဲ့အာဏာရှင်ခွင်ကြအပြောင်းအလဲက ကိုပိုင်အုပ်ချုပ်ရေးတိဆောက်ဖို့အခွင့်အလမ်းတွေအများကြီးပေးခဲ့တယ်လို့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းကကရှင်လွတ်မြောက်ရေးတပ်မတော် KNA အရှေ့မြောက်ပိုင်းဒေသတွေကညီနောင်မဟာမိတ်တုံးဖွဲ့နဲ့အနောက်ပိုင်းကအာရခတ်တပ်တော် A တို့လိုလူမျိုးစုတော်လှန်ရေးတပ်ဖွဲ့တွေအတွက် နေမြေအသစ်တွေကိုရေရှည်ထိန်းချုပ်နိုင်ဖို့ကြီးမားတဲ့စင်ခုံမှုတွေလည်းရှိနေပါတယ်မြန်မာနိုင်ငံအနာသိမ့်မှု PNL ကရှင်ပြည်မှာကြုံတွေ့နေရတာတွေလည်းတနိုင်ငံလုံးနဲ့ထပ်တူပါပဲ ဒီနေ့မြေအစ်စ်တွေမှာတင်ငင်မုံနဲ့လုံကြုံမုံကိုတေချာအောင်လုပ်ဖို့ဒေသခံတွေပုံမှန်ဘွားပြန်ရအောင်ကူညီပေးမှန်းအခြေခံဝန်ဆောင်မှုတွေပေးဖို့နဲ့လူမျိုးစုအချင်းချင်းတင်းမာမှုတွေတိုးတက်လာနိုင်တာကိုကြော်လွှားဖို့ဆိုတာတွေဟာကြီးမားတဲ့စံခုံမှုတွေဖြစ်နိုင်ပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူးဒီလေလာမှုတွေဟာပုံမှန် ERO တခုဘလို့လေပတ်နေတယ်လဲဘာကြောင့်တချို့ ERO တွေကသူရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးရှင်းကပ်မှုတွေကိုပြန်လည်တိစောက်နေကြတယ်လဲဆိုတဲ့မေးခွန်းကို အဖြစ်ရှာဖို့ကြိုးစားထားပါတယ်။အထူးသဖြင့်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာကရှင်ပြည်မြေပြင်အတွေ့အကြုံတွေကိုအဓိကထားလေ့လာထားတာဖြစ်ပါတယ်။ဒီစာရင်းကအထူးသဖြင့်လူမျိုးနဲ့ဘာသာရေးနောက်ခံမတူတဲ့ဒေသခံအများစုရှိနေတဲ့နေမြေအသစ်တွေမှာအရာတွေရဲ့ဒေသရင်းတရားဝင်မှုကိုမြင့်တင်ဖို့ကြိုးပမ်းမှုတွေကိုလေ့လာထားတာဖြစ်တယ်လို့ဆိုပါတယ်။စစ်ပွဲကာလမှာကဘာတုံးကတော်လင်းရေးလက်နက်ကင်တက်ဖွဲ့တွေလိုပဲ KNO KNH အာဏာသိမ်းစစ်တပ်ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့နဲ့လက်တလောတိမ့်ပိုက်ထားတဲ့နေမြေအစ်စ်တွေမှာသူတို့ရဲ့အုပ်ချုပ်မှုကို ခိုင်မာအောင်အာဆိုင်လှုပ်ဆောင်ဖို့ဂျာကာလာမဟာဗျူဟာဆိုင်ရာအခက်အခဲကိုရင်ဆိုင်နေရပါတယ်။ဘလို့ရွေးရှင်မှုပဲဖြစ်ဖြစ်ပြည်သူတွေကိုအရှိကံဝန်ဆောင်မှုတွေပေးတာအပြင်ပုံမှန်ဘဝပေးနိုင်ဖို့ဆိုတာစစ်ပွဲကာလမှာအုပ်ချုပ်နေတဲ့နိုင်ငံမဟုတ်တဲ့အာဏာပိုင်တွေအတွက်အဓိကရည်မှန်းချက်တစ်ခုဖြစ်နေစေပါ။ဒီလေလာမှုမှာအဓိကအပိုင်း၃ပိုင်းပါဝင်ပါတယ်။နံပါတ်၁ နေမြေကိုပိုင်အုပ်ချုပ်ရေးရှူထောင်းကနေကရှင်ပြည်နယ်အုပ်ချုပ်ရေးစနစ်ကိုလိမ့်လာနံပါတ်1လူမှုအခြေပြုအုပ်ချုပ်ရေးကိုအုပ်ချုပ်ရေးရှင်းကမ်းမှုအသေးအဖက်အသုံးပြုခြင်းနဲ့နံပါတ်3ကရှင်မှာနိုင်ငံမဟုတ်တဲ့အာဏာပိုင်တော်လှန်ရေးအဖွဲ့အစည်းရဲ့နဲ့လူ့အဖွဲ့အစည်းကြားဆက်ဆံရင်တင်းမာလာမှုတို့ပါဝင်ပါတယ်။ကရှင်ပြည်နယ်အုပ်ချုပ်ရေးဘော်နေမြေအလိုက်ကိုပိုင်အုပ်ချုပ်ရေးရှူထောင်းကနေလိမ့်လာမှု Crystal Trainer Phyllis Sutter တို့စတင်တုံ့နှုံခဲ့တဲ့စကလုံးတွေကိုတုံ့ပြန် ဒီဆောင်မမှာနိုင်ငံမဟုတ်တဲ့အာဏာပိုင်တွေနဲ့လူ့အဖွဲ့အစည်းအကြားဆက်ဆံရေးကို နေမြေကိုပိုင်အုပ်ချုပ်ရေး TSG ရှူရောင်းကနေတင်ပြထားပါတယ်။အုပ်ချုပ်ရေးကိုပိုင်နဲ့နေမြေဆိုင်ရာတို့ဟာနေမြေကိုပိုင်အုပ်ချုပ်ရေးသဘောတရားဖော်ဆောင်တဲ့အခါမှာမတူညီတဲ့အမြင်တွေ ဖြစ်ပါတယ်။ဒါပေမဲ့ trainer ဆွတာရဲ့မူရင်းသဘောတရားနဲ့မတူပဲဒီစာထဲမှာနိုင်ငံမဟုတ်တဲ့အာဏာပိုင်တော်လှန်ရေးတပ်ဖွဲ့ရဲ့နေမြေကိုပိုင်အုပ်ချုပ်ရေး TSG ကိုကန့်သက်ချက်တွေရှိနိုင်တဲ့ ဒေတာဆိုင်ရာဖွေးစည်းပုံတစ်ခုလုံးမြင်နိုင်တယ်လို့ TSG ရှူတောင်းကနေလေပတ်နေရလို့လည်းမြင်နိုင်ပါတယ်။2020ခုနှစ်ဆေးအနာတိမ်မုံမတိုင်ခင်ကလေးကထိန်းချုပ်နေမြေရှိခဲ့ပြီးအခုဆိုပုံမိုရှစ်တွင်လာနိုင်ခဲ့ရာကြောင့်တခြားတော်လင်းတက်ဖွဲ့ရနဲ့နိုင်ငံသစ်တိဆောက်ရေးဆွေးနွေးမှုတွေမှာပါဝင်ခဲ့ပေမဲ့သူတို့ထိန်းချုပ်တဲ့ဒေတာတွေမှာကိုပိုင်အုပ်ချုပ်ရေးတိဆောက်ဖို့ရည်ရွယ်ရာကြောင့်ထိရောက်မှုအရင်မရှိပေမဲ့နေမြေအတွင်းကဒေတာခံအတိုင်းဝိုင်းတွေကို ဝန်ဆောင်မှုတွေပေးရတဲ့ကြောင်းကချင်ပြည်နယ်ရဲ့အုပ်ချုပ်ရေးကို TSG ရှူထောင်းကနေ လေပတ်နေရလို့မြင်နိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ခွေးကြားဖိနှိပ်တဲ့မူဝါဒတွေကိုတုံ့ပြန်တဲ့အနေနဲ့ကချင်တက္ကသိုလ်ကျောင်းသားတွေက1960ခုနှစ်မှာနိုင်ငံရဲ့အဖွဲ့တစ်ခုဖြစ်တဲ့ကချင်လက်မြောက်ရေးအဖွဲ့ KIO ကိုထူထောင်ခဲ့ပါတယ်။ KIO ကနောက်ပိုင်းမှာသူရဲ့စစ်ရေးအဖွဲ့နဲ့ကောင်စီတို့ဖြစ်တဲ့ကချင်လက်မြောက်ရေးတပ်မတော် KIA နဲ့ကချင်လွတ်လပ်ရေးကောင်စီ KIC တို့ကိုဖွဲ့စည်းခဲ့ပါတယ်။ 1962ခုနှစ်ဖေဖော်ဝါရီ9ရက်မှာကျင်းပခဲ့တဲ့ရည်မှန်းချက်အရကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့အရှုပ်ရှာအာဏာပိုင်နိုင်ငံတစ်ခုတည်ဆောက်ဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့အရှင်ကာလာနဲ့အမျှမြန်မာစစ်တပ်နဲ့ဗတိပခတွေကြာရှည်လာပြီးကရှင်တော်လင်ရေးဟာစစ်ရေးအင်အားတစ်ခုအဖြစ်သာမကသူ့နေမည်ထင်းချုံမွန်အောက်ကအတိုင်းဝိုင်းတွေကိုဝန်ဆောင်မှုပေးဖို့တာဝန်ရှိတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ပါပြောင်းလဲလာခဲ့ပါတယ်။ကရှင်တော်လင်ရေးကခရီးရန်ဘာသာရဲ့ဘာသာရေးကောင်းဆောင်တွေနဲ့ ကရှင်နစ်ရှင်ခရီးရဲ့အဖွဲ့ချုပ် KBC ရဲ့လက်တွေ့အာဏာနဲ့ဆက်ဆက်နေပါတယ်။နိုင်ငံပါတီတစ်ခုအနေနဲ့ KNO ကအမြင့်ဆုံးဆုံးဖြတ်ချက်ချတဲ့အဖွဲ့စည်းဖြစ်ပုံရပါတယ်။ဖွဲ့စည်းပုံတစ်ခုလုံးအတွက်မဟာပြူဟာဆိုင်ရာမူဝါဒဥတည်ချက်တွေကိုသတ်မှတ်ပြီး KNO ရဲ့ကော်မတီအဖွဲ့ဝင်ကိုဦးကဖွဲ့စည်းပုံတစ်ခုလုံးရဲ့ဥတည်ချက်တွေကို ဆုံးဖြတ်တယ်လို့မူဝါဒတွေကိုအကောင့်ထဲပို့ဖို့ကြီးကြပ်ပါတယ်။ပါတီမူဝါဒတွေကိုအကောင့်ထဲပို့ဖို့နဲ့ဒေသခံကော်မတီတွေရဲ့လုပ်ငန်းစဉ်တွေကိုကြီးကြပ်ဖို့တာဝန်ရှိတဲ့ ဗဟိုကော်မတီအဖွဲ့ဝင်25ဦးနဲ့အထွေထွေအဖွဲ့ဝင်တွေကိုဥဆောင်ပါတယ်။ KMY ရဲ့အထွေထွေအဖွဲ့ဝင်တွေကပါတီမူဝါဒတွေကို လိုက်နာဖို့နဲ့အခြေခံလူတန်းစားအဆင့်မှာပါတီရင်မှန်းချက်တွေအတွက်ပံ့ပိုးပေးဖို့တာဝန်ရှိရလို့ဖော်ပြထားပါတယ်။ပါတီကော်မတီတွေကိုဗဟိုအဆင့်ကနေမြို့နယ်အဆင့်အထိဖွဲ့စည်းထားတာလည်းပါပါတယ်။ပါတီကော်မတီတွေကိုဗဟိုအဆင့်ကနေမြို့နယ်အဆင့်အထိအတိအကျဖွဲ့စည်းထားပါတယ်။ဗဟိုခရိုင် မြို့နယ်အဆင့်တွေမှာဥက္ကဋ္ဌတွေကအမြင့်ဆုံးအာဏာပိုင်တွေ ဖြစ်ပါတယ်။ KNO ဗဟိုကော်မတီကဥက္ကဋ္ဌတွေကိုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုတာဝန်ယူဖို့ခန့်အပ်ပါတယ်။ KN ရဲ့တက်မဟာမှုဒါမှမဟုတ်အုပ်ချုပ်ရေးအရာရှိတဦးကဌာနအဆင့်မှာအကြီးဆုံးယာရုတွေကိုထမ်းဆောင်လဲရှိပြီးတည်ရင်မှုဒါမှမဟုတ်ခရိုင်အရာရှိတဦးကခရိုင်အဆင့်မှာမြို့နယ်အရာရှိတဦးကမြို့နယ်အဆင့်မှာထမ်းဆောင်ပါတယ်။ဒါပေမဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာအကြီးအကဲခန့်အပ်မှုကို KNO ရဲ့ ဗဟိုဌာနချုပ်ကဒိုင်ရိုက်ခန့်အပ်လည်းရှိပါတယ်။အကြောင်းကတော့အဆိုပါနေရာတွေမှာလက်နက်ကန်အဖွဲ့ရဲ့အများကြီးရှိပြီးဒေသခံအတိုင်းဝိုင်းတွေကဂျင်းဖော့ကရှင်တွေမဟုတ်တဲ့တခြားမျိုးနွယ်စုတွေဖြစ်နေလို့ပါ။ KNY ရဲ့ဥဆောင်မှုအောက်မှာအုပ်ချုပ်ရေးကိုကရှင်လွတ်မြောက်ရေးကောင်စီ KNC ကနေလှုပ်ဆောင်ပါတယ်။ KNY ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ KNC ဟာဥပဒေနဲ့စီမင်းတွေထုတ်ပြင်တဲ့ဒုတိယအမြင့်ဆုံးအဖွဲ့အစည်းပါ။ယာတုတွင်းမြင်တာနဲ့ချောချတာတွေအပါအဝင်မူဝါဒနဲ့လမ်းညွှန်ချက်တွေထုတ်ပြန်ပြီး KNC က KNY နဲ့ဌာနအလုံးကိုကြီးကြပ်ပါတယ်။ KNY ရဲ့စစ်ဘက်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ KNY ကို KNC ရဲ့တရားဝင် ဖွဲ့စည်းပုံ အောက်ကအစိတ်ပိုင်းတစ်ခုလိုသတ်မှတ်ထားပါတယ်။ KNY ရဲ့ဥက္ကဋ္ဌဘိုလ်ချုပ်ကြီးကမ်ချောင်က KNY ရဲ့စစ်ဦးစီးချုပ်လည်းဖြစ်ပါတယ်။ KNY ကအဖွဲ့စည်းတစ်ခုလုံးကိုကာကွယ်ဖို့နဲ့ထိန်းချုပ်တဲ့နေမြေအတွင်းကပြည်သူတွေအတွက်အခြေခံလုံခြုံရေးကိုတည်ဆောင်လုပ်ဖို့တာဝန်ရှိပါတယ်။အရင်တုန်းကတက်မဟာ၅ခုနဲ့လေပတ်ခဲ့ပေမဲ့ KNY ဟာ မကြာသေးခင်ကာလအတွင်းမှာပဲတိတိတတ်တာကြီးထွားလာပြီး2021ခုနှစ်ဖေဖော်ဝါရီအထိတက်မဟာစစ်ခုအထိရှိလာက2024ခုနှစ်မေလမှာတက်မဟာစစ်တခုအထိရှစ်ထွင်နိုင်ခဲ့ပါတယ်။ရွလျာတက်မဟာအနည်းဆုံးနှစ်ခုလက်နက်ကြီးတက်မလက်နက်ကြီးတက်ရင်အနည်းငယ်အမြောက်တက်ရင်တွင်လည်းအထူးတက်ဖို့ရပါဝင်ပါတယ်။အရက်တာအုပ်ချုပ်ရေးဌာနတွေကိုအုပ်ချုပ်ရေးဒေသတွေလို့ခေါ်ပြီးဒီအုပ်ချုပ်ရေးဒေသတွေကတက်မဟာရင်းနဲ့တူပါတယ်။ဒါပေမဲ့တက်မဟာ၄တက်မဟာ၆ တပ်မဟာ10နဲ့အရှေ့မြောက်ပိုင်းကတပ်မဟာ3ခုကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်မှာထားရှိရာကြောင့်စုစုပေါင်းအုပ်ချုပ်ရေးဒေသဟာစစ်တခုရှိရမယ့်အစား9ခုပဲရှိတာပါ KNW အုပ်ချုပ်ရေးဌာန DGA ခေါ်ပြစ်သေးလို့လဲလူသိများတဲ့အဲ့ဒီဌာနကဗဟိုအဆင့်တွေအတွင်း KNC မူဝါဒတွေကိုအကောင့်ထဲဖော်ဖို့တာဝန်ရှိပါတယ်ဗဟိုခရိုင်မြို့နယ်နဲ့ဒေသအဆင့်တွေမှာဌာနခွဲတွေကနေလေပတ်ပါတယ် စစ်ကောင်စီရဲ့အုပ်ချုပ်ရေးဌာနနဲ့အနေငယ်ဆင်တူပါတယ်။ DJA ကိုပါတီရဲ့အမြင့်ဆုံးဆုံးဖြတ်ချက်ချတဲ့အာဏာပိုင်ဖြစ်တဲ့မဟုတ်ကော်မတီအဖွဲ့ဝင်ကဥဆောင်တာကြောင့် KIC အောက်ကတရားဝင်ဖွဲ့စည်းပုံရှိပေမဲ့လက်တွေ့မှာအာဏာပိုနေပါတယ်။ဘ ਹੁ တရားစီရင်ရေးဌာနတရားမဆာမကန်းတာကတရားစီရင်ကိုဥဆောင်ပါတယ်။ပြီးတော့အုပ်ချုပ်ရေးဒေသအဆင့်ဌာနခွဲခရိုင်နဲ့မြို့နယ်အဆင့်တရားရုံးတွေကအဆိုပါဌာနအောက်မှာလောက်ကင်နေပါတယ်။ ကွန်သွေးဌာနကအခွန်ကောက်ခံမှုတွေကိုဒေတာဆင်းလိုက်ဌာနခွဲကနေလှုပ်ဆောင်ပါတယ်ပြီးတော့စီးပွားရေးလုပ်ငန်းကြီးတွေအတွက်လိုင်စင်ထုတ်ပေးတာတွေလည်းကြီးကြပ်ပါတယ်ကောက်ခံတာရဲ့အခွန်ငွေအလုံးကိုဗန်နာရေးဌာနကိုလွှဲပြီးဌာနအသီးသီးနဲ့ဒေတာတွေအကြမ်းမှာပြန်လည်ခိုးဝေပေးပါတယ်ဆက်အနာသိမ့်ပြီးကြရေအား KNO ဟာသူတို့ထိန်းချုပ်ဒေတာအတွင်းမှာပညာရေးဝန်ဆောင်မှုတွေလည်းပေးနေပါတယ် KNY ဒေသတွင်းမှာအခြေခံပညာရေးကျောင်းတွေကနေအစင်းမြင့်ပညာရေးကျောင်းတွေအထိဖွင့်လှစ်ထားပါတယ် တရုတ်မြန်မာနယ်စပ်ဒေသမှာရှိတဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန်ကျဲမှာကောလိပ်အဆင့်ပညာရေးအဖွဲ့အစည်း6ခုကိုတည်ထောင်ထားပါတယ်စစ်ကောင်စီနဲ့စစ်ပွဲတွေဖြစ်နေပေမဲ့ကန်ဝါသူရဲ့ထိန်းချုပ်ဒေသတွေမှာလူဦးရေတိုးပွားလာမှုအတွက်အရေးတကြီးလှုပ်ဆောင်ဖို့လိုအပ်တဲ့ပညာရေးဝန်ဆောင်မှုတွေကိုအာရုံစိုက်နေပါတယ်2023ခုနဲ့2024ခုနဲ့ပညာသင်နှစ်မှာကျောင်းပေါင်း215ကျောင်းသာရှိခဲ့ပေမဲ့2023ခုနဲ့2025ခုနဲ့ပညာသင်နှစ်မှာတော့ စုစုပေါင်း၄၄၈ထိတိုးလာခဲ့ပါတယ်။ဒါက KNY ရဲ့ပညာရေးလက်လှမ်းမိမျိုးကိုမြင့်တင်ဖို့ကတိကဝတ်ပြုထားတာကို ပြသနေပါတယ်။ KNY ဟာသူ့ရဲ့ကျန်းမာရေးဌာနကနေဒေသရင်းပြည်သူတွေအတွက်အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေပေးနေပါတယ်။အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေမှာအဖြစ်များတဲ့ယောဂဝေဒနာတွေကို ကုသပေးတာမိခင်နဲ့ကလေးကျန်းမာရေးဝန်ဆောင်မှုတွေကာကွယ်ဆေးထိုးပေးရတယ်နဲ့အရေးပေါ်ကုသမှုတွေပါဝင်ပါတယ်။ နိုင်ငံတကာ NGO တွေနဲ့ပူးပေါင်းပြီးကလေးတွေကိုကာကွယ်ရှင်းထိုးပေးတာတွေလည်းလှုပ်ဆောင်ပေးပါတယ်။ဒါပေမဲ့တရုတ်နေဆက်ဂိတ်တွေပိတ်ထားတာနဲ့တေယူပို့ဆောင်ရေးအခက်အခဲတွေကြောင့်ကျန်းမာရေးဝန်ဆောင်မှုတွေက မကြာခဏထိခိုက်မှုတွေ ရှိနေပါတယ်။ KNW ရဲ့ဌာနချုပ်ဖြစ်တဲ့လိုင်ဇာမျိုးဟာစီရင်ပြုတ်လုထားတဲ့ဝန်ထမ်းတွေကျန်းမာရေးပညာရှင်တွေဆရာဝန်တွေတူနာပြုတ်ရတဲ့အတွက်လုံခြုံတဲ့နေရာတစ်ခုဖြစ်နေပါတယ်။သူတို့က KNW ရဲ့ကျန်းမာရေးနဲ့ကျမ်းမာရေးဆိုင်ရာပညာရေးဝန်ဆောင်မှုတွေကိုမြင့်တင်ဖို့ သူတို့ရဲ့ကြွင်ကျင်မှုတွေကိုမျှဝေပေးနေပါတယ်။လိုက်ဆံနဲ့မြစ်ကြီးနာကလူတွေနဲ့တွဲဆုံမင်းမြတ်ချက်တွေအရ KYA ရဲ့ကျမ်းမာရေးဝန်ဆောင်မှုအရေးအသွေးကစစ်အာဏာသိမ်းပြီးကတည်းကတိုးတက်လာတယ်လို့သိရပါတယ်။ဥပမာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြစ်ကြီးနာလိုနေရာကလူတွေဆိုရန်ကုန်ကိုသွားပြီးစစ်ကူတမ်းမုံခံယူမဲ့အစားလိုက်ဆံကိုလာပြီးစစ်ကူတမ်းမုံခံယူနေကြတယ်လို့ဆိုပါတယ်။ပြီးတော့ KYA ကအခြားတော်လှန်ရေးအုပ်စုဝင်နဲ့ပူးပေါင်းပြီး2023ခုနှစ်မှာ တူနာပြုတ်တိတ်ပိုင်ကျောင်းနဲ့ဆစ်တိတ်ပိုင်ကျောင်းတွေကိုတီထောင်နိုင်ခဲ့ပါတယ်။ဒေသရင်ဥပဒေစီမံခန့်ခွဲရေးအတွက်ရက်ရွာအခြေပြုအုပ်ချုပ်ရေးနီလန်းသစ်2023ခုနှစ်နှောင်းပိုင်းနဲ့2024ခုနှစ်မှာနေမြေထိန်းချုပ်မှုပုံမှုခြေပြန့်လာတဲ့အမျှ KIO ဟာဗဟုရှုပ်ကံမှုအကောင့်နဲ့အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံရပေမဲ့2023ခုနှစ်နှောင်းပိုင်းနဲ့2024ခုနှစ်မှာရရှိလာတဲ့နေမြေသစ်တွေကိုအုပ်ချုပ်ရမှာပြည်သူတွေပုံမှုပါဝင်လာနိုင်တဲ့နီလန်းတွေစတင်အသုံးပြုလာပါတယ် 2024ခုနှစ်ဒီဇင်ဘာမှာ KNO ကအခြားတော်လှန်တပ်ဖွဲ့နဲ့ပူးပေါင်းပြီး မြို့နယ်အရှုပ်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီမြို့တွေအထက်မှာအင်ဂျင်ရင်မပိန်စင်မိုမြို့လှဒေါဖုံးရံလွေကျဲဆွန်ပရာဘွန်စဒုံမိုးမောက်ရှိပွဲဆော်လော်ပန်ဝါနဲ့ကန်ပိုက်တွေကိုပါဝင်ပါတယ်။ဒါပေမဲ့မိုးမောက်လိုနေရာတွေမှာစစ်တပ်နဲ့တိုက်ပွဲရှိနေဆဲဖြစ်ပြီးလေကျူလို မြို့တွေကတော့ပုံမှန်အတိုင်းလေပတ်နေပါတယ်။ကရှင်ပြည်နယ်အတွင်းက ကရှင် substate လို့ခေါ်တဲ့ကရှင်ပြည်နယ်ခွဲဒေသတွေမှာရှိတဲ့မြို့နယ်နဲ့ကျေးရွာတွေမှာ TNLA အပါအဝင်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များစွာရှိနေပါတယ်။ TNLA ကအစပိုင်းမှာ KN ရဲ့ထောက်ပံ့မှုနဲ့ပေါ်ထွန်းလာတဲ့လက်နက်ကိုင်တပ်ဖွဲ့အသစ်ဖြစ်ပါတယ်။လက်နက်ကိုင်အုပ်စုနှစ်ခုစလုံးကနောက်ပိုင်းနှစ်တွေမှာစစ်တပ်စီကနေမြေတွေပုံပေါ်သိမ်းပိုက်လာတဲ့အမျှနေမြေတပ်မတ်ရေးကလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဒေသခံအတိုင်းဝိုင်းတွေအကြားအငင်းပွားကြရာဖြစ်လာပါတယ်။ KIA အနေနဲ့ဒီနေမြေမှာသူရဲ့တရားဝင်မှုကိုအခြားအဖွဲ့အနေနဲ့ရှင်းပြပြီးအမြန်ဆုံးတိဆောက်ဖို့လိုအပ်နေပါတယ်။ဒီနေမြေမှာအရင်ကစစ်ကောင်စီ NDAK လို့ခေါ်တဲ့ကရှင်နေရှားဆောင်တပ်ဖွဲ့နဲ့အနောက်မြောက်ဒေသကလက်နက်ကန်အုပ်စုများစွာကထိန်းချုပ်ထားခဲ့ပါတယ်။ဒီမြို့တွေမှာနေထိုင်တဲ့ဒေသခံတွေကမတူညီတဲ့တိုင်းရင်းသားလူမျိုးစုတွေဖြစ်ပါတယ်။ GAD ရဲ့2019ခုနှစ်စီရင်အရာရှီပွေမြို့ရဲ့လူဦးရေကိုကရှင်လူမျိုးအဖြစ်မှတ်ပုံတင်ထားပေမဲ့သူတို့ကဂျိန်ဖို့မဟုတ်ပဲ ကံကိုကံထိချုပ်ထားတဲ့လှိုက်ကြလို့နေရာကလူရင်နဲ့မတူတဲ့ဘာသာစကားတွေပြောဆိုကြပါတယ်။ကရှင်တော်လင်းသမိုင်းမှာ KN ကိုဂျင်းဖိုးလူမျိုးတွေရဲ့လွှမ်းမုံမုံရှိနေတယ်လို့လီဆုန်နဲ့ရှမ်းတွေဖားရှမ်းနေလူမျိုးတွေကဆွတ်ဆဲခဲ့ပူပါတယ်။ KN ကို KN ကစစ်ကောင်စီကရှင်နေရှားဆောင်တပ်ဖွဲ့ NDAK နဲ့ SNA ရှမ်းနေရို့ကိုစစ်ရေးရအနိုင်ရခဲ့ပေမဲ့ဒေသခံတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးမရှိတဲ့နေရာတွေမှာစစ်ရေးအောင်မြင်မှုကိုနိုင်ငံရေးအောင်မြင်မှုတွေအဖြစ် ပြောင်းလဲနိုင်ဖို့အရေးကြီးပါတယ်။ဂရမထာဥခဲမဆာလို့ခေါ်တဲ့ဒေသအခြေပြုအုပ်ချုပ်ရေးစနစ်တက်ကိုစတင်ခြင်းအပြင် KNO ကဒေသခံလူမှုကိုပူပေါင်းပါဝင်လာအောင်ဆွဲဆောင်ဖို့ကြိုးစားနေပါတယ်။အထူးသဖြင့်နေမြေအသစ်တွေမှာပူပေါင်းအုပ်ချုပ်ရေးကော်မတီတွေဖွဲ့စည်းပြီးလှုပ်ဆောင်နေပါတယ်။ဒီကော်မတီတစ်ခုစီမှာဒေသခံတွေကရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်၄ဦးနဲ့ KNO ကိုယ်စားလှယ်၃ဦးပါဝင်ပါတယ်။၂၀၂၄ခုနှစ်အပရမ လွေကျေကိုတင်ပိုက်ပြရနောက် KNY ကစစ်ကောင်စီရဲ့ရခိုင်အုပ်ချုပ်ရေးစနစ်ကိုအစားထိုးဖို့ခုနှစ်ဦးပါဝင်တဲ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ KNY ရဲ့အရှိပန်းအုပ်ချုပ်ရေးဌာနကတာဝန်ရှိသူတဦးရဲ့အဆိုအရဒီကော်မတီမှာ KNY ကိုစလေ3ဦးနဲ့ဒေသခံ4ဦး၊ကရှင်ချမ်းနဲ့တရုတ်လူမျိုးတွေပါဝင်တယ်လို့ဆိုပါတယ်။ဒီကော်မတီကလူမှုဖော်လုံရေးအုပ်ချုပ်ရေးကျမ်းမာရေးပညာရေးနဲ့မူရစ်စေဝါတိုက်ဖြည့်ရေးလိုမျိုးတာဝန်တွေကိုလှုပ်ဆောင်ပါတယ်။ ါပေမဲ့ KNW ရဲ့အုပ်ချုပ်ရေးဝန်ဆောင်မှုတွေကဒေတာအလိုက်ကွေပြမှုရှိပါတယ်။မန်ဂျန်လို KNW ကလုံးဝထိန်းချုပ်ထားတဲ့နေရာမှာဝန်ဆောင်မှုတွေပုံမှန်ရရှိပေမဲ့ဖရေးလိုမကြတဲ့ခင်ကတင်ပိုက်ထားပြီးနေမြေပြိုင်ဆိုင်မှုရှိနေတဲ့နေရာတွေမှာတော့ KNW မှာဝန်ဆောင်မှုပေးဖို့ရည်ရွယ်ရှိနေပေမဲ့ဝန်ဆောင်မှုတွေအလွန်အမင်းနေပါနေပါတယ်။တယန်ဇာရအကန့်အသတ်နဲ့လုံခြုံရေးပြဿနာတွေကြောင့်မိုးမောက်လိုမြို့တွေမှာ KNW ကကွန်မတီတွေဖွဲ့စည်းဖို့ဒါမှမဟုတ်အုပ်ချုပ်ရေးစနစ်တက်တွေထူထောင်ဖို့မစွမ်းဆောင်နိုင်သေးပါဘူး။ ကရှင်ပြည်နယ်မှာနိုင်ငံမဟုတ်တဲ့တပ်ဖွဲ့နဲ့လူမှုအတိုင်းဝိုင်းတဲ့အကြားတင်းမာမှုနဲ့မြင့်တက်လာခြင်း KNY စစ်တပ်ကိုတိုက်ခိုက်ရင်းနဲ့ကရှင်ဒေသအခွင့်အရေးကိုမြင့်တင်ရင်းမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပေမဲ့ဝန်ဆောင်မှုနဲ့အားနေခြင်းစောင့်ကြည့်ထိန်းချုပ်မှုစနစ်အားနေခြင်းနဲ့အဓိကအဖြစ်စီးပွားရေးအကျိုးစီးပွားနဲ့တယံဇာတ်ထုတ်ယူမှုတွေကြောင့်ဒေသခံအတိုင်းဝိုင်းတွေနဲ့လူခွင့်ရေးအဖွဲ့တွေရဲ့ဝေဖန်မှုတွေခံနေရပါတယ်။အတင်းကျဲစစ်မှုန်ထမ်းခေါ်တာမညီမျှတဲ့အခွင့်ကောက်ခွင့်မှုတွေ စီဝါရေးစီမံခန့်ခွဲမှုညံ့ဖျင်းတာဗန္ဒာရဲ့အလွဲသုံးစားမှုန့်နှံတဲ့အကျင့်ပြတ်ချက်ချမှုတန်တရားတွေက KNY ရဲ့တရားမျှတပြီးထိရောက်တဲ့အုပ်ချုပ်ရေးစနစ်ကိုထိမ့်သိမ့်နိုင်မှုအပေါ်မွေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။ KNY ကလုတ်ကင်နေတဲ့စေခံအချုပ်မှာအခြေခံကျန်းမာရေးလုပ်ငန်းစဉ်တွေကိုနားမလည်တဲ့မကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းတွေရှိနေတယ်လို့သိရပါတယ်။ KNY ကအခြားလက်နက်ကင်တပ်ဖွဲ့တွေနဲ့စစ်တပ်တို့ဂျွန်နှောင်းတွေရဲ့မျက်ကြည်နာနဲ့မိုးကောက်လွန်နေရာတွေမှာဒေသခံတွေကအခွန်ကောက်ခံမှုနှုန်းမြင့်တက်လာတာ စစ်မုံတန်းခုံမုံနဲ့များပြလာတဲ့အကျင့်ပြဲချဆမုံတွေက KNY ရဲ့အုပ်ချုပ်ရေးကိုယုံကြည်မှုညွတ်နေစေတဲ့အတ္တိကပြဿနာအဖြစ်ထောက်ပြကြပါတယ်။ဒါ့အပြင်တပါတီစနစ် KNY ရဲ့ DGA ခေါ်အုပ်ချုပ်ရေးဌာနနဲ့တရားစီရင်ဌာနတွေကြားအနာမငိမ်များမုံတွေကအတွင်ပိုင်းထိန်ချုပ်မှုနဲ့စောင့်ကြည့်ထိန်ချုပ်မှုစနစ်တွေကိုအားနေစေပါတယ်။နောက်ဆုံးအနေနဲ့တယန်စရာထုတ်ယူမှုလုပ်ငန်းတွေက KNY ရဲ့လူလူထောက်ခံမှုတွေကိုထိခိုက်စေရလို့သိရပါတယ်။ ကံအတွက်ဒီတန်တရားကိုထိရှုပ်ခြင်းကအဓိကဝင်ငွေရင်းမြစ်ဖြစ်ပေမဲ့စီးပွားရေးခေါင်းပုံဖြန်းပုံနဲ့စီမံခန့်ခွဲမှုညံ့ဖြစ်နေဆိုတဲ့ဆွတ်ဆွေချက်တွေလည်းရှိလာပါတယ်။အနာသိမ့်ပြီးကာလမှာမြေရှားတက်တုတူဖုံမှုတွေများပြားလာတဲ့အမျှဒေသခံတွေကသဘောပတ်ဝန်းကျင်ပြည့်စုံမှုနဲ့ကျန်းမာရေးပြဿနာတွေကိုခံစားလာရပါတယ်။ကံကသူတို့ရဲ့တက်တုတူဖုံမှုလုပ်ငန်းတွေမှာဆန္ဒပြမှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။2023ခုနှစ်နောက်ပိုင်းနဲ့2024ခုနှစ်မှာ ကယံကိုတိမ့်ပိုက်ထားတဲ့နေမြေတွေကစစ်ကောင်စီနဲ့ကရှင်နေရှားဆောင်တပ်ဖွဲ့ NDAK တို့ကရခင်ထုံးချုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ဒီနေရာမှာရေအားရှိစစ်စီမံကိန်းတွေတတူတိုက်တွင်နဲ့တံဖိုးကြီးတက်တော်ရဲ့ရှိနေရာကြောင်းဒေသခံတွေနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ KNO ကောင်းဆောင်တွေကဘာသာရေးကောင်းဆောင်တွေနဲ့ဒေသခံတွေရဲ့တောင်းဆိုမှုတွေကိုတခါတရံလိုက်ရောပေးပြီးစီမံကိန်းတွေကိုရပ်ဆိုင်ခဲ့ပေမဲ့တန်ရာထုတ်ယူမှုကနေရတဲ့ဝင်ငွေတွေကိုအခြားနည်းလမ်းတွေနဲ့အစားထိုးဖို့အတော်လေးခက်ခဲပါတယ်။ ဒါက KNY အတွက်ကြီးမားတဲ့စင်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒေသခံအတိုင်းဝိုင်းတွေနဲ့ဂျုံချင်းမှုတိဆောက်ဖို့အာရုံစိုက်ရမယ့်အပြင်သူတို့ကိုစစ်ကောင်စီနဲ့ကရှင်နေရှားဆောင်တပ်ဖွဲ့ NDAK တို့နဲ့မတူတဲ့တာဝန်ယူမှုရှိတဲ့တန်ရန်ဇာရစီမံခန့်ခွဲမှုကိုလှုပ်ဆောင်နိုင်တယ်ဆိုတာတက်တေပြဖို့လည်းလိုအပ်ပါတယ်။ဒါ့အပြင်စစ်ကာလအတွင်းလုံခြုံရေးတပ်ဖွဲ့တွေကိုငွေကြေးထောက်ပံ့ဖို့လည်းလိုအပ်နေပါတယ်။နိုင်ငံချုပ်အနေနဲ့ပြောရမယ်ဆိုရင်ရှယ်လီဆွေးနွေးခဲ့သလိုကမ္ဘာအခြားဒေသတွေကပဋိပက္ခတွေမှာလိုပဲ စစ်ကာလမှာလက်နက်ကင်တပ်ဖွဲ့အလုံးကနေမြင်တဲ့အနာထိန်းချုပ်မှုအတွက်စစ်ကောင်စီနဲ့စစ်ရေးအရှင်ပြန်နေကြပါတယ်။သူတို့ရဲ့စစ်ရေးအောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းဖို့အတွက် KAI ကတစ်ဖက်မှာလုံခြုံရေးတပ်ဖွဲ့တွေကိုရင်းနှီးမြှုပ်နှံမှုတွေလုပ်နေမယ်ဆိုတာသိကြပါတယ်။ဒီအတွက်စစ်သားတွေကိုလေ့ကျင့်ပေးတာလက်နက်တက်ဆင်ပေးတာတရုတ်လိုအင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမွန်အောင်လုပ်တာနဲ့အခြားတော်လှန်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေလှုပ်ဆောင်နေပါတယ်။အထူးသဖြင့်လက်နက်ကင်တပ်ဖွဲ့များစွာရှိနေပြီး နင်မြေပြိုင်ဆိုင်မှုများနေတဲ့နေရာတွေမှာဒီလိုတွေလှုပ်ဆောင်နေရပါဒါအပြင်နင်မြေအသစ်တွေမှာစစ်ရဲ့အောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းဖို့အတွက် KIA ကဒေသခံအတိုင်းဝိုင်းတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားနေပါတယ်ဒီအတွက်အခြေခံဝန်ဆောင်မှုတွေပေးတာတွေလည်းလှုပ်ဆောင်နေပါတယ် KIA ကဒေသခံအုပ်ချုပ်ရေးချန်ဒီယာတွေကိုတည်လွန်အောင်ပြန်လည်ပြင်ဆင်နေပါတယ်တက်ဆာရှေ့ရအုပ်ချုပ်ရေးအရာရှိတွေကိုခန့်အပ်တာဒေသခံတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ချန်ဒီယာအသစ်တွေဖန်တီးရတဲ့ အခြေခံဝန်ဆောင်မှုတွေပေးတာတွေကိုလှုပ်ဆောင်ပြီးနေမြေအသစ်တွေမှာဒေသရင်တရားဝင်မှုကိုမြင့်တင်ဖို့ကြိုးစားနေပါတယ်။နေမြေကိုပိုင်အုပ်ချုပ်ရေးမှာ KNY ရဲ့အုပ်ချုပ်ရေးစနစ်ကိုပြန်လည်ပြင်ဆင်တာကသူတို့ရဲ့အာဏာကိုခိုင်မာအောင်လှုပ်ဆောင်နေရဆိုတာကိုပြသနေပါတယ်။အထူးသဖြင့်နေမြေအသစ်တွေမှာဒေသခံတွေနဲ့ဆက်ဆံရေးကိုပုံမှန်နဲ့ချောင်းအောင်လှုပ်ဆောင်နေရကအောင်မြင်နေရပါ။ဒါပေမဲ့သူတို့ရဲ့စောင့်ကြည့်ထိုင်ယုံမှုစနစ်အားနေတာတန်ရန်စာရအကန့်အသတ်ရှိရာစီးပွားရေးလုပ်ငန်းတွေမှာ PR တွေရှိနေရတဲ့ လူမျိုးစုအရှင်ချင်းကြားတင်းမာမှုတွေရှိနေရတာက KNO အတွက်နေမြေအစ်စ်တွေမှာအာဏာတင်မြင့်ဖို့ကြီးမားတဲ့စင်ခုံမှုတစ်ခုဖြစ်နေပါတယ်။အထူးသဖြင့်လက်နက်ကန်တပ်ဖွဲ့များစွာရှိနေတဲ့နေရာတွေဒါမှမဟုတ်စစ်ကောင်စီကရှင်နေရှားဆောင်တပ်ဖွဲ့ NDAK ရှမ်းနေတပ်ဖွဲ့ SNL တို့နဲ့ရခိုင်ကနေဆက်တဲ့ဆက်စင်ရှိခဲ့တဲ့ဒေသခံတွေရှိနေတဲ့နေရာတွေမှာဒီလိုစင်ခုံမှုတွေပုံများပါတယ်။အနာဂတ်မှာ KNO အနေနဲ့ရွေးချယ်စရာလမ်းကြောင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုကအရှာ ER ကိုလက်နက်ကန်အုပ်စုဝင်နဲ့ပူပေါင်းပြီးမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းဒေသတွေကိုကျော်လွန်လာစစ်ကောင်စီကိုဆက်လက်တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ဒုတိယတစ်ခုကတိမ့်ပိုက်ထားတဲ့နေမြေအစ်စ်တွေမှာအုပ်ချုပ်ရေးကိုခိုင်မာအောင်လှုပ်ဆောင်ပြီးအခြားဒေသတွေမှာစစ်ရေးရှစ်ထွန်မှုကိုတိတ်အာရုံမစိုက်တော့တာပါ။ဘေလန်းကျောင်းကိုရွေးချယ်မလဲဆိုတာက KN အတွက်မဟာဗျူဟာကြားတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးခက်ခဲတဲ့ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ပဋိပက္ခဒေတာတွေမှာရှိတဲ့လူတွေအားလုံးရဲ့မျှော်လင့်ချက်ကပုံမှန်ဘဝကိုပြန်ရောက်ဖို့ပါ KYN အုပ်ချုပ်မှုအောက်ကလူတွေအတွက်လည်းဒီလိုပါပဲအခြေခံဝန်ဆောင်မှုတွေပေးတာထက်ပိုပြီးပုံမှန်ဘဝကိုပတ်မှုပေးနိုင်မှုကနေမြေကိုပိုင်အုပ်ချုပ်ရေးရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပြီးခက်ခဲတဲ့ကာလတွေမှာလူတွေရဲ့ယုံကြည်မှုကိုရရှိဖို့အကောင်းဆုံးနေလင်းတစ်ခုလည်းဖြစ်ပါကြောင်းတင်ပြထားပါတယ်ကျွန်တော်တို့တင်ပြနေတဲ့နိုင်ငံတကာမီဒီယာထဲကမြန်မာဆိုတဲ့အစီအစဉ်ဟာ နိုင်ငံတကာမှာကျွမ်းကျင်သူတွေကသုံးသပ်တင်ပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။